စင်6កောင်တော့မှကြွတ်မင်းနဲ့မင်းအောင်လိုင်ရဲ့မော်စကိုခီစစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့အခုတစ်ခါရုရှားခီးစင်ကထူးခြားမှုတွေရှိနေပါတယ်ဆက်အနာသိမ့်ပြီး၄နှစ်တာကာလအတွင်းသူဟာနိုင်ငံတကာအသိအမှတ်ပြုခေါင်းဆောင်တဦးအဖြစ်အရာသွင်းမခံခဲ့ရသေးပဲအခုပထမဆုံးအကြိမ်ရုရှားအစိုးရကသူ့ကိုတရားဝင်ဖိတ်ခေါ်တွေ့ဆုံခဲ့တာပါ၄နှစ်တာအတွင်းစစ်ကောင်းဆောင်မင်းအောင်လိုင်ဟာရုရှားကို၄ချိန်တိတိတွားရောက်ခဲ့ပြီးအခုတစ်ချိန်မှပဲ တရားဝင်ဖိတ်ကြားခံရပြီးတွားရောက်ခွင့်ရခဲ့တာပါရုရှားကအာနာဒိန်းစစ်ကောင်စီကို ပထမဆုံးအတိမတ်ပြုခဲ့တဲ့နိုင်ငံဖြစ်တယ်လို့ဒီနေ့အထိလဲစစ်ကောင်ဆောင်မယောင်လိုင်ကိုပထမဆုံးအတိမတ်ပြုတဲ့နိုင်ငံလည်းဖြစ်နေပါသေးတယ်တရုတ်နိုင်ငံကမြန်မာနိုင်ငံနဲ့နှီးကပ်တဲ့ဆက်ဆံရေးမှာရှိနေပေမဲ့ယခုအချိန်ထိတရုတ်အစိုးရဟာစစ်ကောင်စီခေါင်းဆောင်တွေကိုတရားဝင်အတိမတ်ပြုဖိတ်ခေါ်တွေ့ဆုံမှုမျိုးမရှိသေးပါဘူး အာနာစတဲ့ငရေကနိုင်ငံတကာအသိအမှတ်ပြုမှုကိုအသေးအတန်လိုချင်နေတဲ့ရှစ်ကောင်းဆောင်မယောင်လိုက်အဖို့အခုတစ်ခါရုရှားခီးရှင်ဟာပရာနာပီတိဂွန်းစီထီတီအလားဂျေနက်ရှီယာဖြစ်နေပါတော့တယ်။သူ့မှာနိုင်ငံရေးအရာတရားဝင်မှု political legitimacy မရှိ ကုလသမဂ္ဂအပါအဝင်ကမ္ဘာနိုင်ငံအများစုကလည်းခေါင်းဆောင်အဖြစ်အသိအမှတ်မပြုတဲ့အခါလေးနှစ်တာပတ်လုံးကိုကိုကိုခေါင်းဆောင်အဖြစ်ယာတုအမျိုးမျိုးပေးပြီးနိုင်ငံတဲမှာပဲအထီးကျန်စွာနေခဲ့ရတယ်။ ဒီခီးချေဟာနိုင်ငံတကာမှာနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေဖြစ်ပေါ်လာခြင်းနဲ့တိုက်ဆိုင်နေတယ်လို့ရုရှားနိုင်ငံရဲ့ပထမဆုံးမြန်မာနိုင်ငံနဲ့လူသိရှင်ကြားဆက်ဆံရေးလည်းဖြစ်ပါတယ်။အင်ဖြူရောမှာမစ္စတာဒေါ်နန်ထရန့်အာဏာရလာပြီးတဲ့နောက်အမေရိကန်ရုရှားဆက်ဆံရေးကပြောင်းလဲလာနေပြီးတိတ်မကြခင်အချိန်မှာပဲရုရှားဟာပိတ်ဆို့အရေးယူခံထားရမှုကနေလွတ်မြောက်လာဖွယ်ရှိနေပါတယ်။ရုရှားဆိုရအနေနဲ့မြန်မာစစ်ကောင်စီစစ်ကောင်ဆောင်ကို၄နှစ်ကြာစောင့်ကြည့်နေခဲ့ပြီးမှ အခုလိုတရားဝင်တွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့တာပါမြန်မာစစ်အစိုးရအဆက်ဆက်နဲ့ရုရှားတို့အကြားပုံမှန်ဆက်ဆံရေးတရှိနေခဲ့ပြီးနိုင်ငံတကာအရေးတွေမှာရုရှားဟာတရုတ်နဲ့အတူမြန်မာဘက်ကအမြဲတမ်းယက်တီပြီးခဲ့ပါတယ်စစ်ကောင်စီကအာဏာသိမ်းပြီးနောက်မှာလဲစစ်ကောင်စီကနိုင်ငံတကာကအတိအမှန်မပြုပေမဲ့ရုရှားကအတိအမှန်ပြုဆက်ဆံခဲ့ပါတယ်မြန်မာစစ်အစိုးရများနဲ့ရုရှားတို့အကြားစစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးနဲ့လေကျင့်ရေးကိုအကြောင်းပြုပြီး နှစ်ကာလတာရှိခိုင်မာတဲ့ဆက်ဆံရေးရှိနေခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလတရက်ဆရာနာတယင်ပြီးမှမြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ရှိလာသူဟာရုရှားလက်ထောက်ကာကွယ်ရေးဝန်ကြီးအလက်ဇန်ဒါဖိုမင်နဲ့အဖွဲ့ဖြစ်ပါတယ်။နိုင်ငံတော်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေတကြိမ်ကြိမ်ဖြစ်ပေါ်နေချိန်2022ခုနှစ်မတ်လမှာရောက်ရှိလာခဲ့တာဖြစ်ပြီးစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတိုင်ဆန္ဒပြသူတွေကအကြမ်းဖက်တိုက်ခိုက်ပါတယ်ဆိုပြီးရုရှားစစ်ဗိုလ်ချုပ်ကို လောက်လေးခွာတွေထုတ်ပြခဲ့ပါတယ်။ကုလသမဂ္ဂအာဆီယံအပါအဝင်ကမ္ဘာနိုင်ငံအများအပြားကစစ်ကောင်စီကိုအတိအမှတ်မပြုပေမဲ့စစ်ကောင်စီအောင်မင်းအောင်လှိုင်ဟာ2021ခုနှစ်ဇွန်လထဲမှာပဲရုရှားနိုင်ငံကိုတွားခဲ့ပါတယ်။တရားဝင်ဖိတ်ခေါ်လို့တွားတာမျိုးမဟုတ်ဘဲစစ်လက်နက်အယောင်းဝယ်ကိစ္စအတွက်တွားရောက်ခဲ့တာဖြစ်ပြီးရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရိုင်ဂူနဲ့တွေ့ဆုံခဲ့ပါတယ်။2022ခုနှစ်မော်စကိုမှာကျင်းပတဲ့နိုင်ငံတကာလုံခြုံရေးကွန်ဖရင့်ကိုစစ်ကောင်ဆောင်တက်ရောက်ခဲ့ပြီ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ထပ်မံတွေ့ဆုံခဲ့ပါတယ်။ယူကရိန်းစစ်ပွဲမှာရုရှားဘက်ကထောက်ခံအားပေးကြောင်းနဲ့တနိုင်ငံစစ်လက်နက်နဲ့နှီးပညာပူးပေါင်းဆောင်ရွက်ရေးသဘောတူခဲ့ကြပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ပထမဦးဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာက2022ခုနှစ်စက်တင်ဘာလ9ရက်ရုရှားအရှိဖျားရှိဗလာဒီဗော့စတော့မြို့မှာကျင်းပတဲ့အရှိဖျားစီးပွားရေးဖိုရမ် Eastern Economics Forum မှာပါ။ ဖော်ရန်ကိုဖိတ်ကြားလို့တွားရောက်ခဲ့တာဖြစ်ပြီးသမ္မတပူတင်နဲ့ဆီဝေးမှာအလွတ်တဘောတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဖို့အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းစီကောင်းဆောင်အဖြစ်တရားဝင်အထိမတ်ပြုဖိတ်ကြားခံရတာရုရှားတနိုင်ငံနဲ့ပဲရှိပါသေးတယ်။တရုတ်နိုင်ငံကူမင်းမြို့မှာပြီးခဲ့တဲ့နှစ်ကကျင်းပပြုလုပ်ခဲ့တဲ့မဲကောင်လန်ချန်အစည်းအဝေးကိုစစ်ကောင်းဆောင်တက်ရောက်ခဲ့ပြီးမြေတရုတ်အစိုးရရဲ့တရားဝင်အထိမတ်ပြုဖိတ်ခေါ်ခြင်းကိုအခုချိန်ထိမခံရသေးပါဘူး။ တရုတ်သမ္မတရှီကျင်းဖင်ဟာစစ်ကောင်စီခေါင်းဆောင်ကိုအခုချိန်ထိတရားဝင်လက်ခံတွေ့ဆုံခြင်းမရှိသေးပါဘူးစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့တရားဝင်ပြည်ပခီးစဉ်တစ်ခုက2021ခုနှစ်ဩဂုတ်လအင်ဒိုနီးရှားမှာကျင်းပတဲ့ဘုံသဘောတူညီချက်၅ရပ်ကိုလက်ခံခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးတစ်ခုသာရှိပါသေးတယ်ပြည်တွင်းမှာတော့သွားစရာတိတ်မရှိတော့တဲ့စစ်ကောင်ဆောင်အတွက်အခုလိုတရားဝင်ရုရှားခီးစဉ်ဟာငြိမ်းချမ်းရေးဝါဒဖြန့်စရာခီးစဉ်တစ်ခုပါ ဒီခီးစဉ်မတိုင်မီရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနအကြီးအကဲမစ္စတာမက်ကဆင်ရက်စနီကော့ဖ်ဟာမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီးထွေမှာရင်းနှီးစိတ်ကန်တိစောက်ဖို့နဲ့ရင်းနှံတန့်စင်ဆက်ယုံတစ်ခုတိစောက်ဖို့အကျိုးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာမတ်လ3ရက်နေ့မှာမော်စကိုကိုရောက်ရှိခဲ့ပြီးမတ်လ4ရက်ညနေပိုင်းမှာရုရှားသမ္မတပူတင်နဲ့ခန်းနာတဲ့ကရင်မလင်နန်းတော်ခမ်းမဆောင်မှာတွေ့ဆုံခဲ့ပါတယ်။ စစ်ကောင်းဆောင်ရဲ့ပထမဦးဆုံးနိုင်ငံတကာဒီပလိုမေစီတွေ့ဆုံပွဲဟာအပြုံးမန်းနေနဲ့ဝေစီနေခဲ့ပါတယ်။ရုရှားတို့ရဲ့ထုံးစံအတိုင်းခေါင်းဆောင်နှစ်ဦးဘဲဟက်ပွေဖက်နှုတ်ဆက်ကြပုံမှာအတွေ့အကြုံသိရှိတဲ့စစ်ကောင်းဆောင်ရဲ့ပွေဖက်ပုံကနူးညံ့မှုမရှိဘဲကြမ်းတမ်းနေပါတယ်။မြန်မာစစ်ကောင်းဆောင်တအူကိုသမရပူတင်က ပထမဦးဆုံးအကြိမ်နန်းတော်ခမ်းမဆောင်နဲ့လက်ခံတွေ့ဆုံကြမှာမစ္စတာပူတင်ကစစ်ကောင်းဆောင်လက်ဆောင်ပေးလိုက်တဲ့စင်6កောင်အတွက်အထူးကျေးဇူးတင်ကြောင်း ရုရှားနဲ့မြန်မာဟာဟိုးမြန်မာနိုင်ငံလွတ်လပ်ရေးရကြတဲ့ကဂျင်းနီးတဲ့ဆက်ဆံရေးရှိခဲ့ကြောင်းမြန်မာဟာအရှိတောင် အာရှမှာရုရှားရဲ့အကြီးမားဆုံးမဟာမိတ်ဖြစ်ကြောင်းရုရှားနိုင်ငံကမြန်မာနိုင်ငံကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပညာရေးနဲ့ကျန်းမာရေးဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာကူညီပံ့ပိုးပေးခဲ့ကြောင်းဒီနှစ်ဟာနှစ်နိုင်ငံချစ်ချည်ရေးအုံမြင့်ချမှတ်တဲ့25နှစ်မြောက်ဖြစ်ကြောင်းနှစ်နိုင်ငံဆက်ဆံရေးပုံမှန်ဖွံ့ဖြိုးတိုးတက်နေပြီး ပြီးခဲ့တဲ့နှစ်အတွင်းကုန်သွယ်ရေး40ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်းကြေညာခဲ့ပါတယ်။စစ်ကောင်စီဟာရုရှားနိုင်ငံကိုစင်6កောင်လက်ဆောင်ပေးခဲ့တယ်လို့ရုရှားကလည်းဒီနှစ်အတွင်းရုရှားတိုက်လျင်6ဆင်းအပြီးတန်လွှဲပြောင်းပေးခဲ့လို့စစ်ကောင်ဆောင်ရဲ့ရုရှားခီးစင်ကိုစင်ဒီပလိုမေစီ elephant diplomacy လို့ဆိုနေကြပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်ကရုရှားရဲ့စစ်လက်နက်တွေအရေးသွေးကောင်းကြောင်းယူကရိန်းနဲ့ဖြစ်ပွားနေတဲ့ရှစ်ပွဲမှာ သမ္မတပူတင်ဘက်ကထောက်ခံအားပေးနေပြီးမကြာမီအနိုင်ရလိမ့်မယ်လို့ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့သမ္မတပူတင်တို့တွေ့ဆုံကြတဲ့ပွဲမှာပြောစမှတ်တွင်ခဲ့တဲ့အကြောင်းအရာတစ်ခုကတော့သမ္မတပူတင်ဟာမျက်စွာဖျားလက်ထက်ကတော့မှကြွမင်းဖြစ်ခဲ့ပြီးဗျာဒိတ်တော်ရနောက်နှစ်ပေါင်း2000ကျော်တဲ့အခါမှာရုရှားပြည်မှာလက်နက်စက်ကြာအမျိုးမျိုးတက်မြောက်ပိုင်ဆိုင်တဲ့လက်နက်စက်ကြာရှင်ဖြစ်လာပြီးမြမပြည်နှုတ်နဲ့ချစ်ကြည်တဲ့မဟာမိတ်ဖြစ်လာမယ်ဆိုတဲ့အကြောင်း အထောက်ထားဆောင်နဲ့တကွစစ်ကောင်းဆောင်ကသမရပူတင်ကိုရှင်းပြမြောက်ပင်းခဲ့တာပဲဖြစ်ပါတယ်။သမရပူတင်ကတော့ခေါင်းတငိမ့်နေနဲ့အံ့ဩနေခဲ့ပါတယ်။စစ်ကောင်းဆောင်နဲ့သမရပူတင်တို့တွေ့ဆုံပွဲမှာသဘောတူညီချက်ဆဲကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။နိုင်ငံတကာစာမျက်နှာတွေပေါ်မှာအဓိက ပြန့်နှံ့သွားတဲ့သတင်းကမြန်မာနိုင်ငံမှာရုရှားကအသေးစားနျူကလ িয়ার တပ်အားဖြင့်စေယုံတိစောက်ပြီးမယ်ဆိုတဲ့သဘောတူညီချက်ပါ။ ရုရှားနိုင်ငံတော်နျူကလ িয়ার ဆွေင်ကွန်ပိုရေရှင်ရူစတန်ရဲ့အဆိုအရ100မဂါဝက်အထိလျှက်စစ်တာထုတ်လုပ်ပေးနိုင်မယ်အသေးစားနျူကလ িয়ার ဓာတ်ပိစရုံတစ်ခုမြန်မာနိုင်ငံမှာတိစောက်ပေးမယ်လို့သိရပြီးနောက်ပိုင်းမဂါဝက်3စအထိတိုးထုတ်သွားမယ်လို့ဆိုပါတယ်သမ္မတပူတင်ကလာမယ့်မေလ9ရက်နေ့မော်စကိုမှာကျင်းပဖို့ရှိတဲ့ဒုတိယကမ္ဘာရှစ်အတွင်းနာစီဂျာမနီကိုအောင်နိုင်ခြင်း180ပြည့်စီရေးပြခန်းနာမှာ မြန်မာစစ်တပ်အဖွဲ့တစ်ဖွဲ့လည်းပါဝင်သွားဆင်နွှဲမယ်လို့ကြေညာသွားပြီးဒီပွဲကိုစစ်ကောင်ဆောင်မရောက်နိုင်လဲတက်ရောက်မယ်လို့ဆိုပါတယ်။ရုရှားဝန်ကြီးချုပ်မစ္စတာမီလ်ကေမီရှူစတင်ကမြန်မာနဲ့ရုရှားဟာပိတ်ဆို့အရေးယူခံထားရပေမဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအောင်မြင်ဖွံ့ဖြိုးနေပြီးကုန်သွယ်ရေးလည်းတိုးတက်နေတယ်လို့ဆိုပါတယ်။မစ္စတာမီရှူစတင်ရဲ့အဆိုအရရုရှားကုမ္ပဏီတွေဟာထဝယ်စီးပွားရေးဆောင်မှာရင်းနှီးမြှုပ်နှံဖို့ပြင်ဆင်နေကြပြီ လို့ဆိုပါတယ်။ ထွေရည်နဲ့စိတ်ကန်းစီမံကိန်းဟာရခိုင်အစိုးရအဆက်ဆက်အကောင့်ထဲပေါ်ဖို့စူးစမ်းခဲ့ပြီးမြေဆက်လက်အကောင့်ထဲမပေါ်နိုင်ခဲ့တဲ့စီမံကိန်းမှာနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုခန်းချောင်နေတဲ့စစ်ကောင်စီဟာနောက်ဆုံးမှာရုရှားကိုခွင့်ပြုလိုက်တာပါယူကရိန်းစစ်ပွဲကြောင့်ရောအရေးယူပိတ်ဆို့ခံထားရမှုကြောင့်မှာစီးပွားရေးအင်အားရုတ်ရော့နေတဲ့ရုရှားကဒီစီမံကိန်းကိုအကောင့်ထဲပေါ်နိုင်ပါမလားရုရှားရဲ့ထွေရည်နဲ့စိတ်ကန်းစီမံကိန်းကတရုတ်ရဲ့ကြောက်ဖြူစီမံကိန်းအပေါ် ဘလို့တက်ရောက်မှုရှိလာနိုင်တယ်လဲလေးနှစ်တာအာနာသိန်းကာလအတွင်းစစ်ကောင်စီဟာနိုင်ငံတကာရဲ့တရားဝင်အတိအမှတ်ပြုမှုမရရှိခဲ့ပါဘူးအခုချိန်ထိလည်းအာဆီယံအပါအဝင်ကမ္ဘာနိုင်ငံအများပြားကစစ်ကောင်စီကိုတရားဝင်အတိအမှတ်ပြုခြင်းမရှိသေးပါဘူးရုရှားတနိုင်ငံတည်းသာစစ်ကောင်စီကိုတရားဝင်ပေါ်တင်ထောက်ခံဆက်ဆံမှုရှိနေပြီးကျောက်ကတော့မူလရှိရင်စွဲအိမ်နီးချင်းဆက်ဆံရေးအကျိုးစီးပွားဆက်ဆံရေးအရာဆက်ဆံမှုတွေရှိနေပါတယ် ရှစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုရုရှားသမ္မတပူတင်ကတရားဝင်လက်ခံတွေ့ဆုံပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလှုပ်ဆောင်နေတယ်လို့တရုတ်အစိုးရကလှုပ်ဆောင်ခြင်းမရှိသေးပါဘူးတရုတ်အစိုးရကမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့တိုက်တွန်းနေပြီးရွေးကောက်ပွဲအပြီးထွက်ပေါ်လာတဲ့အစိုးရနေကြမှာတရားဝင်ဆက်ဆံရေးထူထောင်မဲ့သဘောမှရှိနေပါတယ်အခုချိန်ထိတရုတ်သမ္မတရှီကျင်းဖင်ဟာမင်းအောင်လှိုင်ကိုတရားဝင်လက်ခံတွေ့ဆုံဖို့အစီအစဉ်ရှိသေးပုံမရပါဘူး အာဏာသိမ်းထားပြီးနိုင်ငံကောင်းဆောင်အဖြစ်နိုင်ငံအများရဲ့တရားဝင်အသိအမှတ်ပြုခြင်းမခံထားရတဲ့စီကောင်းဆောင်မင်းအောင်လှိုင်အဖို့တော့ရုရှားသမ္မတပူတင်ရဲ့ Kremlin နန်းတော်တွေကပွေဖက်ကြိုဆိုမှုကသူ့ဘဝမှာအကြီးမားဆုံးဆုလက်တစ်ခုဖြစ်နေမှာပါ။